ဒီကနေ့လူရှင်များနေတကွဓမ္မမေဆွေများအားအနုမောဇနာတရားနေဖြင့်အနာကက်သာသနာရေးတရားတော်အပိုင်း30ကိုနာကြားကြရမှာဖြစ်ပါမယ်မဟာကဏ္ဍယုံစေတော်ဘုရားကြီးရဲ့အနာကက်သာသနာရေးကျမ်းစာကို ဟောကြားလာခဲ့တာဒီနေ့ဟာ၁၀ရက်မြောက်ဖြစ်ပါတယ်သာသနာတော်ကိုပြုပြင်လိုသူတိုင်းသာသနာတော်ကိုတန်ရှင်းစေလိုသူတိုင်းတိုးတက်စေလိုသူတိုင်းဟာမိမိတို့သာသနာအကြောင်းကိုဂါဂနနသိအောင်လေ့လာပြီးတော့ ရှုရင်းချက်အားနည်းချက်လိုအပ်ချက်တွေကိုပြုပြင်ကြရမှာဖြစ်တယ်။ရှုရင်းချက်အားနည်းချက်လိုအပ်ချက်တွေကိုမတည်ဘူး။တည်တော်လည်းပဲမပြင်ဘူးဆိုရင်တော့ဥပဇင်းတို့တာသနာဟာတိုးတက်ဖွယ်မရှိဘူးပေါ့။တကြောင်မဟာကဏ္ဍယုံစေတော်ဘုရားကြီးကမိမိတို့တာသနာမှာ ယနေ့မြန်မာနိုင်ငံအနေနဲ့ဗုဒ္ဓသာသနာတော်ကိုကိုးကွယ်စည်းကမ်းလာခဲ့တာဟာကြာခဲ့ပြီ။ကာလကြာသည်နှင့်အမျှဘာသာရေးသာသနာရေးကိစ္စတွေမှာအလွဲလွဲအချော်ချော်တွေဖြစ်နေခဲ့တာတွေရှိတယ်။အဲ့ဒါကိုအနာဂတ်သာသနာရေးကျမ်းစာမှာဆရာတော်ကြီးကထောက်ပြထားခဲ့တယ်ပေါ့။ပြုပြင်လို့သူတွေပြုပြင်လို့ရအောင်ဆိုပြီးတော့ ကျမ်းစာတစ်ခုအနေနဲ့ထောက်ပြပြီးတော့ရေးသားထားခဲ့တယ်။တော့ယနေ့ခေတ်မှာသာသနာပြုလို့သူတိုင်းဒီအနာဂတ်သာသနာရေးကျမ်းစာကိုဆောင်ထားပြီးတော့မိမိတို့ကိုယ်တိုင်စပြီးတော့ပြုပြင်သင်ကြတယ်ပေါ့။ဒါကြောင့်ဆရာတော်ကြီးကို ပူဇော်တော်အားဖြင့်သာသနာတော်ကိုတန်ရှင်းစေလိုတော်အားဖြင့်အနာဂတ်သာသနာရေးတရားတော်ဆိုပြီးတော့ဥပဇင်းတို့ ဟောကြားနာခဲ့တာဒီနေ့ဟာဆယ်ရက်မြောက်ဖြစ်ပါတယ်။ကောင်းပြီဒီနေ့နာဂတ်သဒ္ဒနာရေးတရားတော်အပိုင်း30ကိုနာကြားကြရမှာဖြစ်တယ်။မြတ်စွာဘုရားရှင်ဒေတာစာရီကြွားရှည်ရင်းနဲ့ကောသလတိုင်းကို ရောက်သွားတယ်။ဘုရားရှင်ကအမြဲတမ်း ကြောင်းမှနေတာမဟုတ်ဘူးဝါတွင်သုံးလဆိုရင်တော့ဇေဒဝန်ကျောင်းတို့ပုပ္ပါယုံကျောင်းတို့အစရှိတဲ့ကျောင်းတိုက်တွေမှာမြတ်စွာဘုရားဝါဆိုဝါကတ်တော်မူတယ်တည်င်းကျုပ်ပြီးဆိုရင်တော့မြတ်စွာဘုရားရှင်ခရီးထွက်တယ်ဘာဖြစ်လို့မြတ်စွာဘုရားရှင်ခရီးထွက်တယ်လဲလို့မေးရင်ဖျားရှိတဲ့နေရာကို လူတိုင်းမလာနိုင်ဘူး လောကကြီးမှာကျွတ်တဲ့ကျွတ်ထိုက်တဲ့ပုံကိုယ်တွေကနေရာအနှံ့မှာရှိတယ်။ကျမ်းမာရေးကောင်းတဲ့သူတွေငယ်ရွယ်သူတွေကဘုရားထံကို အရောက်လာနိုင်ပေမဲ့ပါရမီရှိကြပေမဲ့ကျမ်းမာရေးမကောင်းလို့အသက်အရွယ်ကြီးလို့ဘုရားထံကို မရောက်လာနိုင်တဲ့သူတွေရှိတယ်။ဒီအတွက်မြတ်စွာဘုရားကကြွားရောက်ရှင်းပြပေးရတယ်။ ဖျားပွင့်လာတယ်ဆိုတာဇိမ်ခံဖို့မဟုတ်ဘူးကဘာသူကဘာသားတွေကိုညံအလင်းရစေဖို့ညံမျက်စိဖွင့်ပေးဖို့အတွက်ဖျားဖြစ်လာတာဖြစ်တယ်ဒါကြောင့်ညံမျက်စိအလင်းရဖို့အတွက်ဆိုရင်ဖျားကဘလောက်ဝေးဝေးအရောက်ကြွားတော်မူတယ်အခုလည်းပဲမြတ်စွာဘုရားရှင် ကောသလတိုင်းမှာဒေသစာရီကြွားရှည်ရင်းနဲ့ပုံနာတွေနေတဲ့ရွာတွေကိုရောက်သွားတယ်။မြတ်စွာဘုရားတို့မြည်သည်မြို့တဲ့ရွာထဲမှာတည်င်းမသုံးဘူးမြို့ပြင်မှာပဲရွာပြင်မှာပဲတည်င်းသုံးတယ်။အခုလဲပုံနာရွာကိုရောက်တယ်ဆိုပေမဲ့ရွာထဲမှာတည်င်းမသုံးဘူးပုံနာရွာနဲ့မလန်မကန်းမှာရှိတဲ့တောအုပ်ထဲမှာတည်င်းသုံးတယ် ။တော့တပင်အောက်မှာမြတ်စွာဘုရားရှင်တိရွယ်ကလေးတွေစုပြီးတော့တည်င်းသုံးတယ်။မြတ်စွာဘုရားအတွက်အသင်းဆောင်းလုပ်ထားတဲ့အကြောင်းရှိတယ်ဆိုရင်အကြောင်းမှာတည်င်းသုံးတယ်။ဆောင်းလုပ်ထားတဲ့အကြောင်းမရှိဘူးဆိုရင်မြတ်စွာဘုရားကတပင်အောက်မှာပဲတည်င်းသုံးတယ်။သာသနာပြုတယ်ဆိုတာဒီလိုပဲ။ကြောင်ချီမှရဲလို့မဟုတ်ဘူးကြောင်မရှိလဲတစ်ပင်ရှိရင်တစ်ပင်အောက်မှာ ရှင်ပြည်တို့သတင်းသုံးတယ်ပေါ့ဒါကတရက်နှစ်ရက်သတင်းသုံးတဲ့ပုံစံကိုပြောတာအကင်းရက်ရှင်လာနဲ့ရှိပြီးသတင်းသုံးရမယ်ဆိုရင်တော့ဒီလိုမိုးလုံးတည့်ရွယ်မိုးချောင်းကလေးတွေဓဏိမိုးချောင်းလေးတွေဆောက်တာပေါ့တရက်တလေသတင်းသုံးတာဆိုရင်တော့ကြောင်းနေပါတယ်ဆောက်မနေတော့ဘူးတပင်အောက်မှာပဲသတင်းသုံးလိုက်တယ်ဒါသာသနာပြုတဲ့ယဟန်တော်တွေတတိထားရမယ့်အချက်တစ်ခုဖြစ်တယ်ပေါ့ အေးကောင်းပြီမြတ်စွာဘုရားရှင်က ပုံနာရွာနဲ့မလန်းမကန်တော်ထဲမှာတည်င်းသုံးနေတယ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့ဂုံတည်င်းကပြတ်နှက်နေတယ်ရဟန်းဂေါရမဆိုတာတာကီဝင်းမင်းသားဘဝကနေမင်းသားဘဝကိုဆွန့်လွတ်ပြီးတော့ယဟန်ဝက်လာခဲ့သူဖြစ်တယ် အရဟံတမ္မာတံဗုဒ္ဓအစရှိတဲ့ဂုံတော်တွေနဲ့ပြည့်စုံတယ်ဒီတည်ဟာပြန့်နှံ့နေတယ်ပြန့်နှံ့နေတော့ဖူးမြော်ခြင်းကြတာပေါ့နော်ဗုဒ္ဓဘာသာဝင် ဟုတ်ဟုတ်မဟုတ်ဟုတ်ပုံနာနေရလဲအဲ့လိုပုံကူမျိုးကို တွေးခြင်းကြတယ်ဖူးခြင်းကြတယ်အဲ့ဒီလိုနဲ့ပုံနာတွေမြတ်စွာဘုရားကိုလာရောက်ဖူးမြော်ကြတော့ကြတယ် ပုံလောင်းနေဆိုတာဗုဒ္ဓဘာသာမဟုတ်ဘူး။ဒါမှလည်းမြတ်စွာဘုရားရဲ့ဂုဏ်သတင်းတွေကြောင့်သူတို့မနေနိုင်ဘူးလာဖူးကြတယ်။အဲ့ဒီတည်းမှာဝိသဂုတ္တလို့ခေါ်တဲ့ပုံနာတဦးလဲပါတယ်။အဲ့ဒီပုံနာကြီးကအသံအပြန့်ကြိုက်တယ်။အိယာကောင်းနေရာကောင်းတွေပေါ်မှာသုံးဆွဲလေးရှိတယ်။ ဒီတော့အဲ့ပုံသားကြီးကမြတ်စွာဘုရားထံရောက်တော့ဘုရားရဲ့ဥပဒိယုတ်ကိုကြည်လိုက်တဲ့အခါမှာမြတ်စွာဘုရားဆိုတာတလောကလုံးမှာအချောဆုံးအလှဆုံးပဲလေဘုရားတဲ့ချောတဲ့သူ လောကမှာမရှိဘူးလေးအသင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြည့်ခဲ့တဲ့ကုသိုလ်ကံတွေကနောက်ဆုံးဘဝမှာအစွမ်းကုန်အကျိုးပေးတာပဲဘုရားမှာနောက်ဘဝဆိုတာမရှိတော့ဘူးလေဒါနောက်ဆုံးဘဝပဲအဲ့တော့ ဖြစ်ခြင်းကသမျှတော့ကုသိုလ်ပါရမီတွေဟာနောက်ထပ်အကျိုးပေးเสียဘဝမရှိတော့ဘူး။အဲ့တော့ဒီဘဝမှာအစွမ်းကုန်အကျိုးပေးတာ။ဒါကြောင့်တလောကလုံးရဲ့အလှတရားတွေအကုန်မြတ်စွာဘုရားတန်ထဲမှာစုနေတာ။အဲ့တော့ဥပဒိယအပြင်လည်းမြတ်စွာဘုရားဟာချောမောလှပတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်တယ်။အသားရည်လေးတွေဟာလည်းကြည်လင်းပြီးတော့ဝင်းပါနေတယ်။အဲ့တော့ပုံနာကြီးကမြတ်စွာဘုရားကိုကြည်ပြီးတော့မှတ်ချက်ချတာ။ယဟန်ဂေါတမဟာလှလိုက်တာ။ ဉာဏ်ကုဏမဟာအသားရည်တွေစူပြေးပြီးတော့ဝင်းဝါနေတာပဲဤကန္နယဟန်ကုဏမဟာလေးလုံးမိုးလုံးចောင်းတွေမှာအဲ့ရာကောင်းကောင်းနေနဲ့နေရပုံပေါ်တယ်။ဒါသူတို့ခေအခေါ်ပေါ်ပြောမယ်ဆိုရင်ဥစ္စာတယနာမဟာတယနာဒီလိုခေါ်တယ်။ဥစ္စာတယနာဆိုတာကတထောင်းတထွားထက် မြင့်တဲ့ကဒင်းတွေတရောင်းတရာတဲ့မြင့်တဲ့ခုံတွေဥစ္စာတရဏလို့ခေါ်တယ်။နောက်မဟာတရဏဆိုတာကြတော့ရှစ်ခေတ်ကဘယင်းတွေတတိယကျော်တွေတုံးတဲ့အခင်းတွေလလေးသစ်လောက်ရှည်တဲ့အမွှေးတွေတိုးမွှေးတို့ အစရှိတဲ့အကောင်တွေရဲ့အမွေးတွေနဲ့ရက်လုတ်ထားတဲ့အခင်းတွေကိုစောခင်းကြီးတွေအမွေးတွေလက်လေးတက်လောက်တောင်ချေတဲ့အခင်းကြီးတွေတကယ်ကိုမဟာရာဇာတွေတုံးတဲ့အခင်းမျိုးတွေပေါ့တချို့အခင်းတွေဆိုရင်ရွှေချီငွေချီတွေနဲ့ရက်ထားတဲ့အခင်းကြီးတွေအဲ့အဲ့ဒီလိုမျိုးဥစ္စာတယနာမဟာတယနာလို့ခေါ်တဲ့မဟာရာဇာတွေတုံးတဲ့ အကောင်းစားကော်စောကြီးတွေနဲ့နေရလို့ရဟန်းဂေါတမရဲ့အသားရည်ကအခုလိုဝင်းဝါနေတာနေမှာတဲ့လောကအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါဒီနေ့ခင်မှာဆိုတာအေဂုံနဲ့ဒီလုံမိုးလုံးတိုက်ခန်းထဲမှာတကယ်ကောင်းပါပြီဆိုတော့အိယာတွေမှုတ်ယာတွေစောင်းတွေခြုံတွေတွေနဲ့နေရလို့နေမှာဆိုတဲ့အဓိပ္ပာယ်မျိုးပဲ လူရဲ့အသားအရည်တွေကပုံမှန်အားဖြင့်ဆိုရင် နေဘူးတွေကြောင့်လေဘူးတွေကြောင့်အသားအရည်တွေကပျက်စီးတတ်တယ်လေ။အဲကြောင့်ယနေ့ခေတ်ဆိုရင်ဒါလူချင်းအမျိုးမျိုးတွေထုတ်လုပ်ကြတယ်လူချင်းအမျိုးမျိုးတွေလိမ့်ကြတာပဲလေအသားအရည်မပျက်စီးအောင်ဆိုပြီး။အဲ့ဒါကြောင့်သူကမှတ်ချက်ချတာအခုလိုအသားရည်တွေဝင်းဝါနေတာအသားရည်တွေဆုပ်ပြနေတာဟာ အဲ့ရကောင်းကောင်းနဲ့နေရလို့နေမှာပါဒါအများရဲ့အတွေးခေါ်တိုင်းသူတွေးတွေးကြည့်ရတာပေါ့လေဒီတော့သူမနေနိုင်ဘူးမြတ်စွာဘုရားကိုမေးတယ်အရှင်မရတဲ့အရှင်မရရဲ့အသားရေတွေဟာစိုးပြေဝင်းဝါနေတာပဲနော်အရှင်မရဟာဥစ္စာတယနာမဟာတယနာလို့ခေါ်တဲ့တကယ်ကိုကောင်းပါပြီဆိုတဲ့အဲ့ရနေရာတွေကိုတော်တော်ပေါ်ပေါ်များများရတော့နေမှာပါနော်တဲ့ ရှင်မြားကဘုံကြီးတဲ့ပုံကိုဆိုတော့အဲ့လိုဥစ္စာဒေနမဟာဒေနလို့ခေါ်တဲ့အဲ့ရနေရာကောင်းကောင်းတွေကိုတုံးဆွဲရတော့အခုလိုအသားရည်တွေဝင်းဝါနေမှာပေါ့တဲ့ဆိုတော့မြတ်စွာဘုရားကပြောတယ်ဘုံသားကြီးတို့ဘုံကြီးတွေဆိုတာတို့ယဟန်တွေဆိုတာအဲ့လိုဥစ္စာဒေနမဟာဒေနတွေရရဖို့မလွယ်ပါဘူးတဲ့ဘုံကြီးတွေကိုအဲ့လိုမျိုးမဟာရာဇာတွေတုံးတဲ့အခင်းမျိုးတွေလှူလိလှူထမရှိပါဘူး အကေလှူခန့်ရင်လည်းတို့ဘုန်းကြီးတွေမှာမအပ်စားဘူးဆိုတော့ဝင်းနီးတော်ထဲမှာဥစ္စာတယနာမဟာတယနာဆိုတာမသုံးကောင်းဘူးဆိုတာရှိတယ်ဥပုပ်တယ်တွေဆိုလို့ရှိရင်လည်းရှစ်ပါးသီလထဲမှာဥစ္စာတယနာမဟာတယနာဆိုတာပါတယ်ဒီအကြောင်းဥပုပ်တယ်တွေဒီတတော်တထွားထက်မြင့်တဲ့ ကဒင်းတို့တောင်းထွားတဲ့မြင်းနဲ့ခုံတို့မှာမထိုင်ရဘူးမအိပ်ရဘူးဥစ္စာသေနမဟာသေနသီလကျိုးတယ်နောက်အမွေးပွားဒီလလေးသက်လောက်ခြေတဲ့အမွေးတွေနဲ့ရက်လောက်ထားတဲ့ကော်စောတွေအခင်းတွေမအိပ်ကောင်းဘူးပေါ့ရွှေချီတွေငွေချီတွေနဲ့ရက်လောက်ထားတဲ့အခင်းတွေမအိပ်ကောင်းဘူးပေါ့အဲ့တော့ယဟန်တော်များမှာအဲ့လိုအခင်းတွေဟာ လှူလေးလှူထားလည်းမရှိသလိုရားခန့်ရင်လည်းမအပ်စပ်ဘူး။နောက်လဲမွေရာတွေပေါ့နော်။လဲတွတ်ထားတဲ့လဲမို့တွေတွတ်ထားတဲ့မွေရာတွေအခင်းတွေဟာလည်းမအပ်စပ်ဘူးပေါ့။ရလာလို့ရှိရင်အဲ့ဒီလဲမို့တွေကို ထုတ်ပြီးတော့ခေါင်းအုပ်အနေနဲ့ပဲသုံးရတယ်ခြေအုပ်အနေနဲ့သုံးရတယ်။ဥပုပ်တွေတွေယဟန်တော်တွေမှာလဲတွတ်ထားတဲ့ အဲ့ရခင်းနဲ့မအဲ့ရဘူးလဲသွန်ထားတဲ့ဥစ္စာကနှမျိုးပဲသုံးခွင့်ရတယ်ခေါင်းအုံတာနဲ့ခြေထောက်တင်တာခြေထောက်တင်လို့ရတယ်ခေါင်းအုံလို့ရတယ်အဲ့ရခင်းအနေနဲ့သုံးလို့မရဘူးလဲမွေရမှုယနေ့ကရေမြုပ်တို့ဆီလီကွန်တို့အဲ့ဓာရီရတော့အဆက်တန်းဥစ္စာတယနာမဟာတယနာထဲမှာမပေါအောင်ဒါကြိချုပ်မေးတယ်ယနေ့ခေတ်ဆိုဖာတွေခုံတွေကထိုင်ကောင်းလားလို့မေးတယ် ဆိုပါအဲ့ရာတွေမှာအိတ်လို့ရလားလို့မေးတယ်အဲ့ဒါကဥစ္စာတယနာမဟာတယနာထဲမှာမပါဘူးအဆက်တယ်ပေါ့မအပ်တာကလဲမွေရမအပ်တာလဲအစာသွတ်ထားတဲ့မွေရမျိုးဆိုရင်အိတ်လို့မရဘူးပေါ့ခေါင်းပဲအုံလို့ရတယ်ခြေတော့ပဲတင်လို့ရတယ်အေးမြတ်စွာဘုရားကတို့ယဟန်တော်တွေမှာအဲ့လိုမျိုးဥစ္စာတယနာမဟာတယနာတို့ခေါ်တဲ့ အထေတကျွဲတွေသုံးတဲ့အရာဝတ္ထုမျိုးစလာရဖို့ခက်တယ်လူနဲ့လူထားမရှိကြဘူးအဲရာခဲလို့ရှိရင်လည်းဒိုးတွေကအဲ့ဒါမအပ်စပ်ဘူးအဲ့လိုပြောချင်တာကမြတ်စွာဘုရားဟာအခုလိုအသားရည်တွေဝင်းဝါဆိုးပြင်းနေတယ်ဆိုတာသူထင်သလိုမျိုးเนาะအဲ့ရကောင်းကောင်းနဲ့နေရလို့မဟုတ်ဘူးဆိုတာကိုဘုရားညင်းလိုက်တာပဲเนาะအဲ့ရကောင်းကောင်းနဲ့အဲ့လိုအခုလိုမျိုးအသားရည်ဆိုးပြင်းနေတာမဟုတ်ဝင်းဝါနေတာမဟုတ်ဘူးလို့ပြောလိုက်တာ ဲ့တော့မြတ်စွာဘုရားကဆက်ပြီးတော့ရှင်းပြတယ်အေးတို့သာသနာမှာကတော့ဥစ္စာတယနာမဟာတယနာ၃မျိုးရှိတယ်ဒိဗ္ဗလို့ခေါ်တဲ့ဥစ္စာတယနာမဟာတယနာဗြဟ္မာလို့ခေါ်တဲ့ဥစ္စာတယနာမဟာတယနာအရိယလို့ခေါ်တဲ့ဥစ္စာတယနာမဟာတယနာ၃မျိုးရှိတယ်အဲ့ဒါကတော့ဒုသာသနာမှာအလိုချိန်တိုင်းရတယ် ဆိုတော့မြတ်စွာဘုရားကအကြတမုံရှင်းပြတယ်ဒိဗ္ဗဥစ္စာတနာမဟာတနာဆိုတာတဲ့ယဟန်တပါးဟာရွာတဲ့ကိုဆုံးခံကြွပြီးတော့ဆုံးဖုံးပေးပြီးတောထဲကိုပြန်ကြွလာတောထဲမှာတစ်ပင်အောက်မှာတည့်ရက်ကလေးတွေစုအဲ့တည့်ရက်ပေါ်မှာတင်မလီခွေထိုင်တင်မလီခွေထိုင်ပြီးတော့ တရားဓမ္မကိုရှုမှတ်သမထကမ္မထံတစ်ခုခုရှုမှတ်ပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်တွေဝင်စားအဲ့လိုတစ်ပင်အောက်မှာတင့်ရွက်တွေအပေါ်မှာတင်မလူခွေထိုင်ပြီးတော့ဇန်ဝင်စားနေတာဟာအဲ့ဒါဒိဗ္ဗဥစ္ဆာသနာမဟာသနာခေါ်တယ်သာသနာမှာအဲ့ဒါကတော့မရှားဘူးတဲ့အလိုချင်တိုင်းရနိုင်တယ်ခုနကမင်းပြောတဲ့ အထေတကျွဲတွေတုံးတဲ့အခင်းမျိုးတွေကတော့လောတာသနာမှာရဖို့မလွယ်ဘူးခတ်တယ်ဒီဇံဝင်စားတဲ့အလုတ်ကတော့ဒုတာသနာမှာအလိုရှိတိုင်းရနိုင်တယ်နောက်နံပါတ်1ဗြဟ္မဥစ္စာတယနာမဟာတယနာလောကကြီးကိုမေတ္တာဓာတ်တွေဖြန့်ပြီးတော့နေတာတမင်အောက်မှာတမင်ခွေထိုင် မိမိရဲ့စိတ်ကိုတလောကလုံးကိုဖြန့်တတ္တဝါတွေအပေါ်မှာဖြန့်ပြီးတော့ကျမ်းမာပါစေချမ်းသာပါစေမေတ္တာပို့ကရုဏာတွေပို့မုဒိတာတရားတွေပို့ဥပေက္ခာတွေပို့အဲ့လိုမေတ္တာကရုဏာမုဒိတာဥပေက္ခာဗျမဇိုတရား၄ပါးနဲ့ဖြန့်ပြီးနေတာဟာဗြဟ္မဥစ္စာဒေနမဟာဒေနခေါ်တယ်။အဲ့တော့နံပါတ်3မိမိရရှိထားတဲ့အရတ္တဖူ ဝင်စားပြီးတော့နေတာအရတ္တဖို့ကိုဝင်စားတယ်ဆိုတာအရတ္တဖို့စိတ်တကူပြီးတကူဇက်တိုင်ဖြစ်နေတာကိုပြောတာမိမိကတဏှာကြီးဖလားတမဘက်ဝင်စားမယ်ဆိုရင်အဲ့ဒီတဏှာကြီးအတွင်းမှာဖိုလ်စိတ်တွေတောင်းချောက်ဖြစ်နေလားတဏှာကြီးလုံးလုံး ဖို့စိတ်တွေတစိမ့်ပြီးတစိမ့်တစိမ့်ပြီးတစိမ့်ဖြစ်နေတာအဲ့ဒီဖို့စိတ်တွေကနိဗ္ဗာန်ကို အာရုံပြုတယ်တော့နိဗ္ဗာန်ကို အာရုံပြုတဲ့ဖို့စိတ်တွေအကျဉ်းများစွာ ဖြစ်ပေါ်နေတာကို ဖလတ်တမဘက် ဝင်စားတယ်လို့ခေါ်တယ်အဲ့အဲ့ဒီလိုဖလတ်တမဘက်ဝင်စားနေခြင်းသည်အရိယဥစ္စာတေနမဟာတေနခေါ်တယ်ဒုသာသနာမှာဇံဝင်စားခြင်း မေတ္တာကရုဏာမုဒိတာဥပေက္ခာနဲ့နေထိုင်ခြင်းဖလားသမဘက်ဝင်စားခြင်းသည်အဲ့ဒါဥစ္စာတဏမဟာတဏပဲအဲ့ဒါကိုဒုတာတဏမှာအလိုရှိတိုင်းရနိုင်တယ်ပေါ်ပေါ်တည်တည်ရနိုင်တယ်ဆိုတော့မြတ်စွာဘုရားရှင်သည်အခုလို အသားရည်တွေဝင်းဝါဆုပ်ပြေးနေတယ်ဆိုတာသူထင်သလိုမျိုးကောင်းပါပဲဆိုတဲ့အခင်းတွေခြုံတယ်တွေနဲ့နေရလို့မဟုတ်ဘူး အခုလိုတရားဓမ္မတွေရဲ့စွန့်အင်တွေကြောင့်အသားရည်တွေစုပ်ပြေးဝင်းဝါနေတယ်ဆိုတဲ့သဘောကိုဖြည့်ဆို့ပြီးသားလည်းဖြစ်သွားတယ်ပေါ့တခါတုန်းကလည်းပဲယဟန်တော်တွေတောထဲမှာတပင်အောက်တွေလွင်ဒီကောင်ကွင်းမြေတွေမှာတရားတွေကျင့်ကြံနေတယ်အဲ့ဒီမှာနေတဲ့နတ်သားတအူးကဘုန်းကြီးတွေကိုကြည့်ပြီးတော့ သူ့မှာစဉ်းစားရခက်တဲ့ဥစ္စာတစ်ခုဖြစ်လာတယ်။မြတ်သောအဖြစ်လူလောကမှာကောင်းပါပြီဆိုတဲ့အစာအာဟာရတွေကိုစားတော့ကောင်းပါပြီဆိုတဲ့တိုက်ခန်းတွေမှာနေတဲ့အခါကျတော့အသားရည်တွေနူးညံ့ပြီးဝင်းဝါတယ်အသားတွေဆိုးအသားတွေဖြူဖွေးတယ်။ဒါပေမဲ့ဒီဖုန်ကြီးတွေဟာစားတဲ့အစာတောက်ကလည်းတနေ့မှတစ်ထက်ပဲစားတယ် ပြီးရင်ရွာကလှူတဲ့စံချမ်းတွေဟိုအိမ်ကတစုံဒီအိမ်ကတစုံလောင်းလိုက်တဲ့ဟင်းတွေအဲ့ဓာတွေစားရတာနေတော့လဲသစ်ပင်အောက်မှာကွင်းမြေထဲမှာနေကြတယ်ဒါမှမဟုတ်ဒီဘုံကြီးတွေရဲ့မျက်နှာလေးတွေကကြည်လင်းနေတယ်သူစဉ်းစားလို့မရအောင်အစားကောင်းကောင်းစားလို့ရုပ်ရည်တွေကြည်လင်းနေဆိုရင်တမျိုးပေါ့နော်အခုကအစားလည်းမကောင်းဘူးနေရတဲ့နေရာလည်းမကောင်းဘူးဒါမှမဟုတ်ရုပ်ရည်တွေကကြည်လင်းနေတယ် ဘာကြောင့်လဲလို့မြတ်စွာဘုရားကိုသွားမေးတယ်ဘုန်းကြီးတွေမျက်နာတွေကြည်နေတာဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားကပြောတယ်ယဟန်တော်တွေဟာအနာဂတ်ကိုလည်းတောင်းတမနေဘူးလွမ်းမနေဘူးအနာဂတ်ကိုတွေးပြီးတော့တောကတွေရောက်မနေဘူးအတိတ်ကိုလည်းတွေးပြီးတော့တောကတွေရောက်မနေဘူးအတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးဘူး ပိစုံပံမှာပဲမြတ်တာပြီးနေကြတယ်ပြောချင်တာကယဟန်တော်တွေကတောကကင်းကြတယ်လို့ပြောတာဘာဖြစ်လို့တောကကင်းတယ်လဲမေးရင်ပိစုံပံမှာနေကြလို့အတိတ်တွေကိုတွေးရင်တောကတွေရောက်ကြတယ်အနာဂတ်တွေကိုတွေးရင်တောကတွေရောက်ကြတယ်ယဟန်တော်များသည်အတိတ်ကိုလည်းမတွေးဘူးအနာဂတ်ကိုလည်းမတွေးဘူးပိစုံပံမှာပဲမြတ်တာရောက်နေကြတယ်ဒါကြောင့်သူတို့တွေဟာစားရတဲ့အာဟာရတွေညံ့ဖျင်းနေပေမဲ့နေရတဲ့နေရာတွေမကောင်းပေမဲ့ သူတို့ရဲ့စိတ်တွေမှာတောကတွေကင်းနေတဲ့အကြောင်းစိတ်ကြည်လင်နေစိတ်ကြည်လင်တော့လည်းအသားအရည်တွေကြည်တာပေါ့တဲ့ဘုရားကအခုလည်းဒါမြတ်စွာဘုရားရှင်ဒီဇန်တမာဘတ်တွေဝင်စားတယ်လောကကြီးကိုမေတ္တာကရုဏာမုဒိတာဥပေက္ခာတွေပို့တာပြီးနေတယ်ဖလားတမာဘတ်တွေဝင်စားတဲ့အတွက်ကြောင့်ဘုရားရှင်ဒီအသားအရည်တွေကကြည်လင်နေတယ်ပေါ့ဆိုတော့ပုံနာကြီးကသဘောတွေကျသွားတယ်ကောင်းလိုက်တာ လူလောကမှာပြောနေတဲ့ကောင်းပါပြီဆိုတဲ့ဥစ္စာတဏ္ဍမဟာတဏ္ဍအသုံးဆောင်ပစ္စည်းတွေကိုသုံးစရာမလိုပဲနဲ့တရားဓမ္မတွေနဲ့ယဟန်တော်တွေရဲ့အသားရည်တွေဟာကြည်လင်နေတယ်မြတ်စွာဘုရားဟာတကယ်ကိုထူးခြားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ပဲဆိုပြီးတော့သူမြတ်စွာဘုရားပေါ်မှာကြည်ညိုစိတ်တွေဖြစ်ပြီးတော့ယန္တနာသုံးပါးကိုကိုးကွယ်စိတ်ကတ်တဲ့ဗုဒ္ဓဘာသာတူဖြစ်လာတယ်ပေါ့ ဖခင်ရဲ့တရားတော်တွေကတဘာဝကြတယ်ပေါ့နော်စိတ်ကူးရင်တရားတွေမဟုတ်ဘူးတန်ဒိဋ္ဌိကောဆိုတာကိုယ်တိုင်သိမြင်နိုင်တဲ့တရားတွေဖြစ်တယ်နော်ဖခင်ရဲ့အပြောနဲ့လွမ်းနေရတာမျိုးမဟုတ်ဘူးလက်တွေ့ဆန်းသက်လို့ရတယ်ကိုယ်တိုင်ကြင့်ကြည့်လို့ရတယ်ကိုယ်တိုင်အားထုတ်ကြည့်လို့ရတယ်ဖခင်သာပဲသိနိုင်တဲ့တရားမဟုတ်ဘူးဖခင်သာအားထုတ်နိုင်တဲ့တရားမဟုတ်ဘူးဘသူမဆိုသိနိုင်တဲ့တရားဘသူမဆိုအားထုတ်နိုင်တဲ့တရားအဲတော့တန်ဒိဋ္ဌိကောလို့ခေါ်တယ် ကြားတခြားဘာသာတွေမှာဆိုလို့ချင်းရင်စာထဲမှာပါလို့တာသိရတာဘုရားသခင်အလိုချဆိုပြီးတော့ပြောကြတယ်ကိုလည်းမသိဘူးဗုဒ္ဓရဲ့တရားကအဲ့လိုမဟုတ်ဘူးကိုထိုင်သိနိုင်တဲ့တရားဒီယုတ်သဘောတွေနံသဘောတွေနိဗ္ဗာန်သဘောတွေဟာကိုကြင့်ကိုထိုင်သိနိုင်တဲ့တရားတွေဖြစ်တယ်သူများအပြောနဲ့နိဗ္ဗာန်ကိုမှန်းနေရတာမျိုးမဟုတ်ဘူးသိကျင်ကိုထိုင်အာထုတ်ကြည့်ကိုထိုင်အာထုတ်ကြည့်ရင်နိဗ္ဗာန်ဆိုတာဘလို့ဆိုတာသိနိုင်တယ်ပေါ့ဒါကြောင့် ဖရာတပါးတည်းသိရတဲ့တရားမျိုးမဟုတ်ဘူးတန်ဒိဋ္ဌိကောအထုတ်သူတိုင်းသိနိုင်တဲ့တရားဖြစ်တယ်အဲ့ဒါကြောင့်လည်းပုံနာကြီးကသဘောတွေကြတာယုတ်တိရှိတယ်ဟုတ်တယ်မှန်တယ်ဆိုပြီးတော့သဘောတွေကြပြီးတော့ဗုဒ္ဓဘာသာပြောင်းလာခဲ့တာပဲပေါ့အေးအဲ့တော့ဥစ္စုံတို့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကိုယ်တိုင်လည်းအေးချမ်းပြီးတော့သူများတွေကိုလည်းအေးချမ်းစေတဲ့တရားတွေဖြစ်ပါတယ် ဒါကြောင့်ယဟန္တာတွေရှိခဲ့တုန်းကယဟန္တာတွေဖြစ်ပြီးဆိုရင်မြတ်စွာဘုရားရဲ့ဂုံကိုပြောဆိုတဲ့အခါမှာဘလို့ပြောလဲဆိုတော့တန်တောသောဘဂဝါတမထာယဓမ္မံတိတိတိဒါယဟန္တာတွေပြောတဲ့စကားနော်ယဟန္တာဖြစ်သွားပြီဆိုရင်မြတ်စွာဘုရားကိုအဲ့လိုခြောက်တာတန်တောသောဘဂဝါဩမြတ်စွာဘုရားဟာတန်တောကိုရိုတိုင်းအေးချမ်းတော်မူလိုက်တာတမထာယဓမ္မံတိတိတိ ့ဩတတ္တဝါတွေငြိမ်းအေးဖို့မြတ်စွာဘုရားတရားဟောတော်မူတာပဲဆိုယဟန်တာတွေရဲ့နှုတ်က ရှိကျူးထုတ်ဖော်ပြောဆိုကြတယ်မြတ်စွာဘုရားဟာကိုယ်တိုင်လည်းငြိမ်းအေးတယ်ဝိနည်းတတ္တဝါတွေကိုလည်းငြိမ်းအေးစေဖို့တရားဟောတယ်ဒါကြောင့်ဥပဇင်းတို့မြတ်စွာဘုရားရဲ့တရားတော်သည်ကျင့်တဲ့သူတိုင်းကို အေးချမ်းစေပါတယ်ကလေးပဲကျင့်ကျင့်လူကြီးပဲကျင့်ကျင့်ဘုန်းကြီးပဲကျင့်ကျင့်လူပဲကျင့်ကျင့် ဗုဒ္ဓဘာသာပဲကြင်ကျင်ခရစ်ယာန်ပဲကြင်ကျင်အစ္စလာမ်ပဲကြင်ကျင်ကျင့်တဲ့သူတိုင်းအေးချမ်းစေတဲ့တရားဖြစ်တယ်လူမျိုးမရွေးဘာသာမရွေးအရွယ်မရွေးဘသူကြင်ကျင်အေးချမ်းတယ်ဗမ္မာသီးကိုဘသူစားစားရှင်သူလိုပဲပေါ့ဗမ္မာသီးရဲ့သဘာဝကိုကအရှင်တက်ရှိတယ်လေခရစ်ယာန်စားလဲရှင်မှာပဲဟိန္ဒူစားလဲရှင်မှာပဲဗုဒ္ဓဘာသာစားလဲရှင်မှာပဲအစ္စလာမ်စားလဲရှင်မှာပဲတမျိုးတစ်ပုံပြောင်းမသွားဘူးဒီတိုင်းပဲဗုဒ္ဓရဲ့တရားတော်တွေရလည်း ဘသူလိုက်နာလိုက်နာလိုက်နာတဲ့သူအေးချမ်းပါပဲ။ဒါကြောင့်အေးချမ်းမှုတွေကိုလိုချင်ပါတယ်ဆိုရင်ဗုဒ္ဓပြောတဲ့အဆုံးအမကိုလိုက်နာရမှာပေါ့။အခုတက်ကပြောတယ်လေယဟန်တော်နေဘာကြောင့်မျက်နာတွေကြည်လင်နေကြတယ်လဲလို့မေးရင်ယဟန်တော်များသည်အနာဂတ်ကိုလည်းမတွေးဘူး။အတိတ်ကိုလည်းမတွေးဘူးပိဿုပ်ပံမှာပဲမျှတာပြီးနေကြတယ်။ဒါဘုရားရဲ့အဆုံးအမစကားတစ်ခုပဲလေ။ဒါကြောင့်ယနေ့တရားဒဂမတွေဘောကကင်းဝေးနေတိုင်းခြင်းပါတယ်ဆိုရင် မိမိရဲ့စိတ်ကိုပိစုံပံမှာထားတတ်ဖို့လိုတယ်ပေါ့အဲ့တော့ပိစုံပံမှာဘလို့ထားရမလဲလို့မေးရင်လက်ရှိမိမိရဲ့ယုံနံကိုစောင့်ကြည့်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်ပေါ့မိမိရဲ့ body လှုပ်ရှားမှုတွေကိုစောင့်ကြည့်မယ်မိမိရဲ့စိတ်ဖြစ်ပုံတွေကိုစောင့်ကြည့်မယ်အဲ့ဒါပိစုံပံမှာနေတာမယ်မိမိစိတ်ကဘာတွေတွေးနေသလဲဘာတွေကြိုက်စင်နေသလဲမလွတ်တန်းစောင့်ကြည့်ပါမိမိရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပါ လက်ဒီခြေတွေခေါင်းတွေစသည်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရတယ်။အဲ့လိုရုပ်နဲ့နာမ်ကိုစောင့်ကြည့်နေခြင်းသည်ပစ္စုပန်မှာနေတာပဲပေါ့။အတိတ်တွေကိုမတွေးဖြစ်တော့ဘူးအနာဂတ်တွေကိုမတွေးဖြစ်တော့ဘူး။လူတွေသောကရောက်ကြတဲ့ပူကြတယ်ဆိုတာ အတိတ်နဲ့အနာဂတ်ကို တွေးလို့ဖြစ်ကြတာပဲ။အတိတ်နဲ့အနာဂတ်ကိုသာမတွေးဘူးဆိုရင်သောကတွေမဖြစ်နိုင်ဘူးပေါ့။ဒီကောင်းပြီဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံး ို့မြတ်စွာဘုရားရဲ့တရားတော်တွေဟာမသူမဆူကျင့်သုံးနိုင်တဲ့တရားဖြစ်တယ်။သူများအပြောနဲ့လွမ်းနေရတဲ့တရားမျိုးမဟုတ်ဘူး။တန်ဓိဋ္ဌိက ကိုယ်တိုင် သိနိုင်တဲ့တရားဖြစ်တယ်။သူကျင့်ရင်သူအေးချမ်းမယ်၊ကိုကျင့်ရင်ကိုအေးချမ်းမယ်။အဲ့တော့အေးချမ်းသူတိုင်းလိုက်နာသိတဲ့အဆုံးအမတွေလို့နားလည်သဘောပေါက်ကြပြီးတော့မိမိတို့ကိုယ်တိုင်အေးချမ်းအောင်ကျင့်ကြံအထောက်ကြပြီးတော့ကဘာသူကဘာသားတွေလည်းအေးချမ်းအောင် ကိုစီကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း။